ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရခင်ဗျာပရိသတ်တို့အနေနဲ့အခြေစိရဲ့အသေးပဲကိုဘယ်လိုဖွင့်ဆိုကြပါလဲအခြေစိဆိုတာကလည်းဘယ်လိုမျိုးခေါ်တာလဲဆိုတာအယူအဆတွေကွဲပြားနေပါလိမ့်မယ်ဒီနေ့ဇလန်းလေးမှာတော့ပကာသနာတွေထပ်ပဲစစ်မှန်တဲ့အခြေစိကိုရှာဖွေနိုင်မှုတွေအင်ဂျီယာမဲတယောက်လိုဟန်ဆောင်ရင်ရှာဖွေခဲ့တဲ့ဘီလီနာတယောက်ရဲ့အဖြစ်တွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့မှအခြေနဲ့မကင်းနေတဲ့လူတွေတိုင်းအတွက်စွပြန့်ကျဉ်းနှိုးပွဲရာခံစားချက်တွေရရှိမယ်လို့မျှော်လင့်မိတယ်လို့ပဲနေ့တောင် FAD အတွက်ကတော့ဆိုးဆက်ဖြစ်ပြီးတော့မှမျက်ရည်နှက်ဆက်ကြာနေမှာဖြစ်တာကြောင့်ပဲတ िश ူးလေးဆောင်ထားဖို့တဲ့ပြောခြင်းပါတယ်ခင်ဗျ ဇလန်ရဲ့ဆမာရိုပဲကိုတူးကိုချုံဗီလန်နာတယောက်ဖြစ်တဲ့သူအိုလီနဲ့မိတ်ဆက်ပေးရမှာဖြစ်ပြီးတော့မှသူငယ်စဉ်ဟာအီတလီနိုင်ငံမှာမွေးဖွားကြည်ပြင်းခဲ့ပြီးတော့အဖေဖြစ်တဲ့သူရဲ့အချစ်တော်လေးလည်းဖြစ်ပါတယ်။သူကြည်ပြင်းလာတဲ့အခါမှာတော့အမေရိကကိုပြောင်းရွှေ့ခဲ့ပြီးသူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့အဖေကတော့ဒီလိုတစ်ချိန်မှာသူ့အတွက်တင့်တော်လေးသူတယောက်နဲ့လက်ထက်ဆေးချင်တာဖြစ်ပါတယ်။ရုပ်ရှိရေရှံအိုလီကတော့ကောင်မလေးတွေဂျားနေမှာရေပန်းစားနေတဲ့ SKB လေးဖြစ်ခဲ့ပြီးအလုပ်ကိုပဲအာယုံစိုက်ထားတဲ့သူလည်းဖြစ်ပါတယ် ဒီနေ့မှာတော့တငယ်ချင်းနေတဲ့စကားထိုင်ပြောနေတော့မှအီတလီသူ့ရဲ့အမေဖုန်းဆက်လို့လာပါတယ်။အဖေဖြစ်တဲ့သူရဲ့ကျမရဲ့အချင်းကြီးကနောက်ဆုံးအချိန်ကိုရောက်နေတာကြောင့်ပဲသူသားမျက်နှာကိုမြင်ကျင်ကြောင်းပြောလာတဲ့အခါမှာတော့အိုလီဟာအီတလီကိုချက်ချင်းပြန်သွားခဲ့ပါတယ်။တာဘာနီယောပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ဆေးလို့ရှောင်းနေပြီးအဖေဖြစ်တဲ့သူကအိုလီကိုသူ့ရဲ့အလုံးနဲ့ကြေအောင်မှုတွေစီကနေခဏပြေးထွက်ပြီးတော့ပတ်စံမရှိတဲ့အင်ဂျီယာမဲတယောက်လိုတလားလောက်နေကြည့်ဖို့နဲ့အဲ့ဒီအခါမှာလဲတင့်တော်တဲ့သူကိုရှာဖွေကြည့်ဖို့တောင်းဆိုတဲ့အခါမှာတော့ ိုလီတို့အဲဒီကိစ္စဟာတခါမှမတွေ့ဘူးတဲ့အရာဖြစ်တာကြောင့်ပဲညှင်းဆန်ဖို့စေကူးလိုက်ပြီးမယ်တရားစစ်စစ်ဖြစ်နေတဲ့သူ့ဖေရဲ့ပြင်းပြတဲ့ဆန္ဒကိုအကောင့်တွေဖော်မယ်လို့ဆုံးဖြတ်ရင်းနဲ့ကတိပေးလိုက်ပါတယ်ဒီနောက်ပိုင်းမှာတော့အဖေဖြစ်တဲ့သူဆုံးမသွားခဲ့ပြီးဝန်နေနေတဲ့အမေဖြစ်တဲ့သူကိုပြေဖက်နှုတ်ဆက်ပြီးတဲ့အခါမှာတော့သူ့ဖေရဲ့ဆန္ဒကိုအကောင့်တွေဖော်ဖို့စတင်လိုက်ပါတော့တယ်ဒီလိုနဲ့သူ့ရဲ့ရုံးခန်းကိုပြင်ရောက်တဲ့အခါမှာတော့အတွင်းရေးမှုကိုခေါ်လိုက်ပြီးသူ့ရဲ့ကိုရီးကိုယ်တာကိစ္စတွေကြောင့် တလားလောက်အလုပ်ကနေအနားယူမှာဖြစ်တဲ့အကြောင်းပြောလိုက်ပြီးတော့သူ့ရဲ့လုပ်ငန်းတွေကိုသူမရှိဘဲနဲ့အဆင်ပြေအောင်စီစဉ်ခဲ့ရသလိုအချိန်တွေကပတ်စံနေဖြစ်နေတဲ့အချိန်တွေကနေတလားအနားယူဖို့ဆုံးဖြတ်ချက်ကလည်းလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ခဲ့ပါဘူး။နောက်ပြီးတော့သူ့ရဲ့နာမည်ကလည်းလူတီများနေတာကြောင့်ပဲသူ့ရဲ့ရင်ပေါင်းဖြစ်သူကလောင်နဲ့ပတ်ပုံတင်ချင်းချင်းခဲ့ပြီးတော့မှသူ့ရဲ့ခီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီလိုနဲ့လေရင်ပေါ်ရောက်တဲ့အခါမှာရည်စရာကောင်းတဲ့အချိန်တွေတစ်ခုကိုလည်းအိုလီတယောက်ကျုံတွေးခဲ့ရပြီးအဲ့ဒါကတော့ခီးတဲ့တယောက်ကလင်းရင်ဆက်ထွက်ကလေးကလင်းရင်မဲလေးကိုအမျိုးမျိုးရင့်နေခဲ့ပြီးတော့အစားအသောက်တွေချပီးတဲ့အခါမှာလည်း ဗဂန်လေးကအာလူတွေကတော်တော်စိုးစိုးပဲဆိုပြီးတော့ရှင်းနေတာကြောင့်လေးရင်မေကအထက်ပြီးတော့အရင်မခံပဲအာလူတွေစိုးနေရင်ဆုံးမပေးမယ်ဆိုပြီးတော့ကလေးတွေစိုးတန်းရင်အရိုက်ခံရတယ်လို့အာလူကို၃ချက်လောက်ရိုက်ပြီးတော့ပြန်မေးလိုက်တဲ့အခါမှာတော့အိုလီပါဝင်တခြားခီးတယ်တွေလည်းသဘောကျပြီးတော့ရီမောခဲ့ရပါသေးတယ်။ဒီလိုနဲ့လေးရင်ဆက်ရောက်တဲ့အခါမှာတော့အိုလီဟာအစ်တလုံးလက်မဆွဲပြီးတော့ဂျုံရကားကိုတားဆီးပြီးတော့ခရီးဆက်ခဲ့ပြီးအဲ့ဒီချိန်မှာပဲလေရင်ပေါ်မှာဈေးသားအကြောင်းနဲ့ဘိုးတော်ကြီးကိုတော့တိမ်မွေးတဲ့မျိုးသမီးတယောက်ကကားနဲ့လာကြတာတွေ့ရပါတယ် အိုလီကတော့နေရာအစ်စ်ကိုရဲရောက်ခြင်းမှာအလုတ်လိုက်ပြီးရှောက်ခဲ့ပြီးမြေအိုလီရဲ့အဝတ်စားနဲ့ပုံစံကိုကြည့်ပြီးတော့အလုတ်ခန့်ဖို့ညှင်းဆန်ကြပါတယ်။ဒီလိုနဲ့ဘားတစ်ခုကိုရောက်တဲ့အခါမှာတော့အိုလီတယောက်ထိုင်ကုန်တလုံးမှာဝင်တိုင်ပြီးသူတို့ဒေသရဲ့ delay တစ်ခုဖြစ်တဲ့တခြားဧည့်သည်တွေကအစားစားတော့ဖို့မတက်နိုင်တဲ့သူတွေစားခြင်းစားနိုင်အောင်စီစဉ်ပေးတဲ့ free food တွေကိုဝင်ပြီးတော့စားပါတယ်။အဲဒီခါမှာအိုလီက ပရိဖူးတွေကိုစားနေပေမဲ့လည်းရုပ်ကဖြောင်းနေတာကြောင့်ဘေးမှထိုင်နေတဲ့အမျိုးသမီးတယောက်ကအိုလီကိုစကားစမြည်ပြောလာပြီးပင်မာနေတာလဲဘာလို့လုံးတာလဲနဲ့မေးမြန်းတဲ့အခါမှာအိုလီဟာအလုပ်တခုရှာနေတာမရသေးတဲ့အကြောင်းဘယ်မှာနေရမလဲဆိုတာလည်းမသိသေးတဲ့အကြောင်းပြန်ပြီးတော့ဖြေလိုက်တဲ့အခါမှာတော့အမျိုးသမီးလဲမှန်းချက်နဲ့နှံတွေမကိုက်ဖြစ်သွားပြီးတော့အိုလီအနာကထွက်သွားပါတယ်။အဲ့လိုနဲ့ယုဒီရဲ့တယောက်တည်းထိုင်နေတဲ့အမျိုးသမီးကိုတွေ့ရတဲ့အခါမှာတော့အိုလီဟာမေးဆက်လိုက်ပြီးသူ့မှာအိပ်ဖို့နေရာခက်ခဲရှိတဲ့အတွက်ဒီတင်ကြတော့နေရာလေးတခုပေးနိုင်မလားဆိုပြီးတော့တောင်းဆိုကြည့်တဲ့အခါမှာအိုလီရဲ့ပုံစံကိုသဘောကျနေတာကြောင့် လက်ခံပြီးတော့သူမနာမည်ကတော့ပန်မဲဖြစ်ပါတယ်။ပန်ရဲ့အခန်းကိုရောက်တဲ့အခါမှာတော့နောက်ထပ်အခန်းပေါ်တယောက်ကစူပါဘောမှာအိနေတာတွေ့ရပြီးသူမကတော့ဇီစာကြောင့်နဲ့ဘိုးတော်ကိုကားနဲ့လာကြုံတုန်းကတွေ့ခဲ့တဲ့သူတန်ရာပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့ဘန်ကအိုလီနဲ့အတူတူအိတ်နိုင်ဖို့အတွက်ရေလာမြောင်းတွေဖောက်ခဲ့ယူမြမကပဲရေပိုက်ပါတွေ့တန်းလာတဲ့အခါမှာတော့အိုလီကလည်းတတိအနေနဲ့ကျန်းကျာချမ်းမောင်းပါချမ်းလုံနိုင်တော့ကတော့ဘာမှမလုပ်ခဲ့တာဒီတစ်ခါလဲငါမတင်ငါခန္ဓာမရစေရဆိုတဲ့ထုံးကုန်နှလုံးမူပြီးတော့စင်ကြီးတွေပင်းရင်းနဲ့စကားတွေတောင်ပြိုးမြော်ရောရှောက်ပြောနေတာကြောင့်ပဲပန်တယောက်အိမ်မောကြလို့သွားပါတယ် အဲ့ဒီခါမှာအေးဆက်တဲ့အိုလီဟာအဟောက်ကျန်းတဲ့ပန်းကြောင့်အိမ်မပျော်ဘဲနဲ့အခန်းမြင့်ကိုထွက်လာတဲ့အခါမှာအပြင်မှာအိတ်နေတဲ့ဒန်ယာကိုတွေ့ရပြီးဆက်စုကျင်တဲ့စိတ်နဲ့မျက်နှာနာကိုကက်ကြည့်လိုက်တော့မှဒန်ယာမျက်လုံးပွင့်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးနှစ်ယောက်စလုံးကလမ်းပြန်လို့သွားပါတယ်။အကျိုးဆက်ကတော့အိုလီတယောက်အခန်းမြင့်ကိုကန်ထုတ်ခံခဲ့ရပြီးအထက်မှာကျန်ခဲ့တဲ့တငယ်ချင်းနှစ်ယောက်ကတော့နောက်ကျမှအေးစီစီစကားပြောခဲ့ရလို့စိတ်ရည်လည်ခဲ့ပြီးတော့အိုလီဟာလူကောင်းတယောက်လို့ခံစားရတာကြောင့်ပဲအစဉ်လေးတယောက်ကိုလက်လွတ်လိုက်ရပြီးဆိုပြီးတော့နှမျောလို့နေတာပါ။ အဲကောင်မတော့အိုလီဟာလမ်းပေါ်မှာပလမောင်းမင်းသားဖြစ်နေခဲ့ပြီးတော့ရောင်းလဲလဲဖြစ်နေတော့မှာပဲလူနှစ်ယောက်ကသူ့စီကပစ္စည်းတွေလူဖို့အတွက်ကြိုးစားပါတယ်အဲဒီခါမှာအိုလီကအစွမ်းကုန်ခုခံပြီးတော့မျက်ွယ်တဲ့တနေရာမှာသွားပုံနေပြီးကံမကောင်းကျင်တဲ့ခါမှာတော့အိန်ဂျင်ကတကိုးကက်တဲ့ထင်ပြီးတော့ရဲကိုတိုင်တာကြောင့်တန်တရားအမှုနဲ့ရဲပန်းခံရပြီးတော့ခြေထဲကိုရောက်သွားရပါတယ်အဲနောက်မှာအမှုပေါ်အောင်ရင်းနဲ့အပေးယူလုပ်ပြီးတော့သူ့ရဲ့လက်ထောက်ကိုဖုံးဆက်ခွင့်ရခဲ့တယ်လို့သူ့ကိုလည်းနည်းနည်းပိုကောင်းတဲ့အချုပ်ထဲကိုပြောင်းထည့်လိုက်ပြီးမြေကံမကောင်းလိုက်ပုံများကတော့အချုပ်ထဲအရင်ရောက်နေတဲ့ရာဇဝတ်သားက မင်းဘကောင်လဲငါဘကောင်လဲဆိုပြီးတော့ပုံစံမျိုးကိုစူးစမ်းတဲ့အခါမှာ fighting play ကပြင်ပါတယ်။ဒါပေမဲ့လည်းရဲတွေကဟိုကောင်ကြီးကိုလက်ထိတ်ခဲ့ပြီးတော့တခြားနေရာပြောင်းပြေးခဲ့တဲ့အခါမှာတော့အိုလီဟာတက်တာသွားခဲ့ရပြီးငါလုတာတွေအတိတ်ပဲရရှိရလားဆိုပြီးတော့တွင်းနေမိသလိုသူ့ရဲ့ဖေကတော့အတိတ်ပဲမရှိဘဲနဲ့ပြောမှမဟုတ်ဘူးဆိုပြီးတော့လည်းပြန်တွေးမိခါတလားပြည့်တဲ့အထိနေနေအောင်စူးစမ်းဖို့အတွက်ရွေးချယ်ပါတယ်။နောက်နေမနေ့မှာတော့အိုလီကိုအချုပ်သေးကနေစောစောလှုပ်ပေးလိုက်တဲ့အခါမှာမနေ့စာကျွေးတဲ့အချိန်ဒီအဖမ်းခံရအောင်မေလေးဆိုပြီးတော့စောတကတက်ခဲ့ပြီးမြဲရီကတော့လက်မခံဘဲနဲ့နှင်းလွန်လိုက်ပါတယ်။ မင်းညကလေးကပြေးရလွှမ်းရနဲ့ဘာမှမဆိုင်ရသေးတော့ဒီမနေ့မှတော့ဘိုက်တော်တော်လေးစာနေခဲ့ပြီးသူ့ရဲ့အိတ်ထဲကိုလက်နဲ့ကြည့်တော့လေအကျွေ90ဆင်းပဲရှိတော့တာကြောင့်ပဲမုံဆိုင်တစ်ဆိုင်နဲ့ဝင်ပြီးတော့90ဆင်းနဲ့စားစရာဝယ်ဖို့ကြိုးစားပေးမယ်အလုပ်ကမဖြစ်ပါဘူးအဲ့ဒီမြင်ကွင်းမှာတော့သူမရဲ့နောက်ကိုတကောက်ကောက်လိုက်လာနေတဲ့အတွက်တုတ်သီးတုတ်ပြလမ်းလျှောက်နေတဲ့ဒဏ်ရာတယောက်ကိုတွေ့ရမှဖြစ်ပြီးတော့တကောက်ပေါက်တစ်ခုအရှိကိုရောက်တဲ့အခါမှာတုံတုံထွေရင်နဲ့သူ့ရဲ့အမေကိုလှမ်းခေါ်နေတာတွေ့ရပါတယ်အိမ်ထဲကိုရောက်တော့မှစိတ်သက်သာရရခဲ့ပြီးမြဲသူ့ရဲ့အမေကတော့ ကျင်းအောင်ရှာဖို့အတွက်လူတယောက်နဲ့တွေ့ဖို့ကိစ္စပြောတဲ့အခါမှာဒန်ယာကလည်းမတော်ကျင်ပါဘူးဆိုပြီးတော့ငင်းဆန်ခဲ့သလိုအမီးကလည်းတော်တွေ့နေမှုအတွက်တိုက်တွန်းလို့နေပါတယ်။ဒညမှာတော့ကန်းကြီးတခုကအဆင်ပြေမယ်ထင်တဲ့နေရာမှာအိပ်ဖို့ပြင်ဆင်နေတဲ့အိုလီတယောက်ဆင်းမမန်တဲ့အမျိုးသမီးတယောက်ကြောင့်နေရာပြောင်းခဲ့ရပြီးနောက်နေ့မနေ့မှာတော့ဘိုက်ဆောင်နေတဲ့အတွက်ဟော်ဒေါ်ဆိုင်ဒီဇိုင်းကိုတော်ပြီးတော့90ဆင်မိုးလောက်ရောင်းလို့ရမလားလို့တောင်းဆိုကြည့်တဲ့အခါမှာတနာသွားတဲ့ဆိုင်ရှင်ကသူ့ကိုအလကားပေးလိုက်လို့အစားတနက်စာအတွက်ကတော့အဆင်ပြေလို့တွားရပါတယ်။ ကားမောင်းတဲ့ရင်မောင်းကလည်းကားပေါ်ကဆင်းလာခဲ့ပြီးတော့အိုလီရဲ့အခြေအနေကိုမေးတဲ့အခါမှာဘာမှဖြစ်တဲ့ကြောင်းသူ့ရဲ့အလုတ်ခေါ်စာတွေကိုကြည့်နေတာကြောင့်သူ့ပြစ်လဲပါတဲ့ကြောင်းပြန်ပြောတဲ့အခါမှာရင်မောင်းဟာသူ့ရဲ့တတိလေးအင်ကားမောင်းမှုတွေလူတယောက်လုံနေတာဖြစ်တဲ့ကြောင်းကားမောင်းတဲ့ရင်သူလိုက်ပို့ပြီးမယ်ဆိုပြီးတော့တတိရဲ့အင်ကိုခေါ်သွားပါတယ်အဲ့ဒီကိုရောက်သွားတဲ့အခါမှာတော့လင်မယားနှစ်ယောက်ရံဖြစ်နေတာကိုတွေ့ရပြီးတော့မှသူကအပြင်ကရဲဆောင်နေရပါတယ်သူတို့တွေဟာကတော့ကစားပြီးတဲ့အချိန်အိုလီကိုတွေ့ခဲ့ပြီးအဲ့ဒီလူကြီးကတော့လင်းရင်ပေါ်မှာစီသာကြောင်တဲ့လူကြီးဖြစ်နေတာတွေ့ရပါတယ် ။အိုလီကိုလည်းရင်ပေါင်းနဲ့တခြားတောက်တူမေရအလုပ်တွေခံဖို့အတွက်တလောက်ကို600ဒေါ်လာပေးမှဖြစ်တဲ့အကြောင်းပြောနေတဲ့အခါမှာသူ့ရဲ့ဇနီးကအိုလီကိုအတိပေးပါတဲ့အခြေအနေနဲ့ကြီးနေပါဗျ။ဒီကောင်မှာပဲသူရဲ့သမီးဖြစ်တဲ့သူဝင်လာပြီးတော့မမိုးဒေါ်လာ900ပေးဖို့တောင်းတဲ့အခါမှာတတိဖြစ်တဲ့သူကထုတ်ပေးလိုက်ပါတယ်။အဲနောက်မှာတော့အိုလီကိုအလုပ်လုပ်နေမှုအတွက်စာရွက်စာတမ်းထောက်ထားတွေတောင်းတဲ့အခါမှာမပြနိုင်တဲ့အတွက်အဖိုးကြီးကအလုပ်မခက်နိုင်ကြအောင်ပြောပြီးတော့ထွက်သွားဖို့ပြောပါတယ်။ဒါပေမဲ့သူရဲ့ဇနီးကတော့သူမရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့အရက်ပေါင်းမှအလုပ်လုပ်ဖို့အတွက်ဖိတ်ခေါ်ခဲ့ပြီးအိုလီအလုပ်ရခဲ့ပါတယ်။ အရေးပေါ်မှာအလို့ရတဲ့အတွေ့အကြုံကတော့အိုလီအတွက်အဆင်မပြေဖြစ်ခဲ့ပြီးမူးနေတဲ့သူတွေဟာသူ့ကိုဆူဆူဝါးဝါပြစ်မှုဆက်ဆံတာလေတင်းကြီးခံရသလိုမူးနေတဲ့လူတယောက်ကိုလည်းအိမ်ရောက်ပို့ဆောင်ပေးရပါတယ်။အလို့ရှင်တချို့ရဲ့အနိုင်ကျင့်မှုတွေကြောင့်ပဲတရားစွဲခံရတဲ့အလို့သမားတယောက်အကြောင်းသတင်းထားထောင်ရလိုက်တော့အိုလီဟာသူ့ရဲ့လက်ထောက်စီကိုဖုန်းခေါ်ပြီးသူ့ရဲ့အလို့သမားတယောက်ကို9000ဒေါ်လာဘောနပ်စ်ပေးဖို့အတွက်လမ်းပြောပါတယ်။အလို့နဲ့အလို့ကနေအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့တတိကရော်ကအိုလီကိုပေးထားတဲ့အခန်းထဲမှာအရေးတောင်းရင်နဲ့ထိုင်းဆောင်နေတာတွေ့ရပြီးစကားပြောပြီးတော့တတိကရော်ထွက်သွားတဲ့အခါမှာတော့ သူတို့ရဲ့စေကျော်သက်တမီလေးကဝင်လာပြီးတော့အတင်းရောနေတာကြောင့်အိုလီဒီယောအခန်းမြင်ကိုတွန်းထိုးရပါသေးတယ်။ဘယ်သူမှမရှိတော့တဲ့အချိန်ကိုရောက်တဲ့အခါမှာတရေဆိုတဲ့ဘဲကြီးဝင်လာပြီးဟိုကန်ဒီကန်လုံနေတာကြောင့်ပဲသူ့မှာကူးဆက်ယောဂရှိနေရဲဆိုပြီးပြောလိုက်တော့လက်လျှော့သွားပါတယ်။အဲ့ဒီညာလုံးတယောက်ပြီးတယောက်သူ့ရဲ့အခန်းလေးကိုလေ့ရင်လေ့တယ်လို့အခန်းလေးကိုဝင်နေပါတယ်။သူနဲ့ပတ်သက်ဖို့စူးစမ်းပြီးမဲ့အိုလီကတော့အတင်းနှင်ထုတ်ပြီးတော့တကားကိုပေးခဲ့ရတယ်လို့မနဲ့မိုးလင်းတော့လေသူတို့အိမ်မှာမွေးထားတဲ့ခွေးလေးကခြေတော်ပေါ်ကိုဖတ်တက်ပြီးတော့ မိလို့တလို့လုံနေတာကြောင့်ပဲအဲ့ဒီအင်ကလူတွေသာမကအခွေးတွေကပါတခုခုတော့တခုခုပဲဆိုပြီးတော့တွင်းနေပါတယ်။ဒီရက်မှာတော့သူ့ရဲ့တရေကိုကူညီဖို့အတွက်ရုံငန်းကိုလိုက်လာခဲ့ရပြီးရုတ်တရက်ဒဏ်ရာကိုတွေ့လဲရတဲ့အခါမှာအိုလီအန်အောလို့သွားပါတယ်။ရုံငန်းထဲကမိန်းကလေးတွေကတော့အိုလီရဲ့ရုပ်ရည်ခံချမှုကိုသဘောကျပြီးအိုလီတောင်ကိုတီးတိုးပြောနေပါတယ်။နောက်ရက်မှာတော့ဒဏ်ရာစပွဲပေါ်မှာတရက်ရောက်ကပန်းတွေလာတင်ထားတာတွေ့ရတော့ဒဏ်ရာတယောက်အန်အောနေတော့အလို့ကိစ္စရှိတဲ့အတွက်အင်ကိုလာဖို့အတွက်တရေကဖုန်းဆက်ပါတယ်။ အလုံနဲ့တရေအင်ကိုရောက်တဲ့အခါမှာနာဟေးတစ်ခုသွားပြီးဖို့အတွက်ခိုင်းခဲ့ပြီးတော့အိုလီကိုလိုက်ပို့စေပါတယ်။ကာမောင်နေနဲ့နောင်ကြီးမန်ကနေကိုကိုကြည့်နေတဲ့အိုလီကိုတန်းရမိသွားတဲ့အခါမှာတော့ကားကိုဂူဆိုင်မမိုးတဲ့ပြောနေပြီးအလုံနဲ့နာဟေးပွဲကိုသွားပြီးရတဲ့နောက်မှာသူတို့နှစ်ယောက်ကော်ဖီထဲမှာထိုင်ပြီးတော့စကားအေးဆေးပြောခွင့်ရခဲ့ပါတယ်။အစာပိုင်းမှာတယောက်နဲ့တယောက်ရှူတူရှက်နဲ့ဖြစ်နေခဲ့ပေမဲ့တပြေးပြေးနဲ့စကားဝိုင်းကအဆင်ပြေလာခဲ့ပြီးတော့တန်းရအကြောင်းလေးပို့ပြီးတော့တီလာရပါတယ်။ အဲ့ဒီတော့လေတင်းတော်တဲ့သူနဲ့ဒိတ်ဖို့အတွက်မကြောက်တဲ့အကြောင်းအိုလီကပြောလိုက်တဲ့အခါမှာတော့လုံခဲ့တဲ့ကိုနှစ်သူမရဲ့အမျိုးသားဖြစ်သူဒေးဗစ်တေဆုံးကလေးကတယောက်တည်းနေခဲ့တာဖြစ်ပြီးဖြစ်တဲ့အကြောင်းပြောဆိုရင်းနဲ့စကားဝိုင်းကနှစ်နာရီလောက်ကြာခဲ့ပါတယ်။အိမ်ပြန်လမ်းတစ်လျှောက်မှာလည်းဒန်ယာရဲ့ရင်ခွင်ဒန်တွေကိုပို့ပြီးတော့ကြားခဲ့ရပြီးအလုရှင်ဟာအရန်ကိုဆိုတော့ကြောင့်အခွင့်ရေးရတာနဲ့အလုထမဖြစ်တဲ့အကြောင်းအိုလီကအခုမှအလုဝင်ကစားဖြစ်တာကြောင့်အခက်ခဲရှိရင်သူမကူညီနိုင်တာကူညီမယ်ဖြစ်တဲ့အကြောင်းပြောပြီးတော့မှပတ်စံတကြို့ထုတ်ကြည့်ပေမဲ့အိုလီကတော့လက်မခံပါဘူး။ သူတို့နှစ်ယောက်လည်းတယောက်ကိုတယောက်စိတ်ဝင်စားနေပြီဆိုတော့အချင်းချင်းတီးပြီးတဲ့နောက်မှာဒန်ယာရဲ့အိမ်ရှိကိုရောက်တဲ့အခါမှာနှုတ်ဆက်လိုက်တော့ဒန်ယာရဲ့မိဘတွေအိမ်ကြီးကကြည့်နေတဲ့ဂျားတွေကနေနမ်းပြီးတော့နှုတ်ဆက်ခဲ့တယ်လို့နောက်တစ်ပတ်အားလဲချင်းရရင်အတူတူရှောက်လေကြမယ်ဆိုပြီးတော့ချိန်ဆိုပါတယ်ဒါပေမဲ့ဒန်ယာရဲ့မိဘတွေကအဲ့လိုကားဒရိုင်ဘာတယောက်နဲ့ချစ်ကြိတ်နေတာကိုတော့သဘောမတူဖြစ်နေပြီးဒီလိုနဲ့အားလဲတဲ့အချိန်မှာအိုလီတို့နှစ်ယောက်ရှောက်လေခဲ့ကြပြီမဲ့သူတို့ရဲ့တတိကဒန်ယာကိုလှမ်းခေါ်ပြီးတော့အလုတ်ခိုင်းတဲ့အခါမှာတော့ဒန်ယာလည်းဒေါသနဲ့ထွက်ခဲ့ပြီမဲ့ဘာမှတော့ပြန်မပြောခဲ့ပါဘူး ဒီမှာတော့အလုရှင်ရဲ့သမီးဖြစ်တဲ့သူကရုံးငန်းကိုဒေါသတကြီးရောက်လာပြီးတတိကသူ့သမီးကိုထိကပားရေကပားလုံမှုနဲ့အိုလီကိုအလုထုတ်လိုက်ပြီးဖြစ်တဲ့အကြောင်းပြောပါရယ်။အိုလီကသူ့ဘာမှမလုပ်ခဲ့တဲ့အကြောင်းအေးအေးဆေးဆေးပြောခဲ့ပေမဲ့ဒါရီကိုမြင်နေရတဲ့တန်ယာကမခံမျက်နှာဖြစ်ပြီးတော့တတိနဲ့သူ့ရဲ့သမီးကိုပြင်းပြင်းထန်ထန်ပြောတဲ့အခါမှာအိုလီပါဝင်ရုံးငန်းလေးကဝန်ထမ်းတွေကပါကြိတ်ပြီးတော့သဘောကျနေပါရယ်။အလုနဲ့သူတို့နှစ်ယောက်ကရုံးကနေတယောက်နဲ့တယောက်တွဲကထွက်လာခဲ့ပြီးလမ်းတစ်လျှောက်မှာအေးအေးလူလူစကားတွေပြောခဲ့ပါရယ်။ ဒီလိုနဲ့ဒန်ယာကအကြံတခုရခဲ့ပြီးတော့သူမရဲ့မိဘတွေနဲ့မိတ်ဆက်ပြီးတဲ့ဒီနာလေးတခုလုပ်ရင်ကောင်းမလားဆိုတော့အိုလီဟာပြပြောကြီးပဲလက်ခံခဲ့ပါတယ်။ဒါကြောင့်မဲမိဘတွေနဲ့တွေ့ဆုံတဲ့အခါမှာအိုလီနဲ့ပတ်သက်တဲ့ဖြစ်ချောင်းကိုစဉ်ကိုပြောတော့မိဘတွေကလက်ခံဖို့ခက်ခဲနေပြီးအိုလီရဲ့ရှင်မဘာမှမပြောပေမဲ့ဒန်ယာနဲ့တည်တံ့တွေ့တဲ့အခါမှာတော့အိုလီဟာအလုံးမရှိတော့တာဖြစ်တာကြောင့်အနာဂတ်တွေတဲ့ရည်ရမှုမရှိပဲသူတို့ရဲ့သမီးကိုရှေ့မဆက်ဖို့တိုက်တွန်းပါတယ်။ပြီးတော့စကားဝိုင်းကိုပြန်ဆက်တဲ့အခါမှာအိုလီဟာကယ်လီဖိုးနီးယားကိုပြောင်းဖို့စီစဉ်နေတယ်ဆိုတော့ကြားလိုက်ရတော့ ဒန်ယာရဲ့မိဘတွေကသူတို့သမီးနဲ့ဝေးသွားမှာပဲဆိုပြီးတော့စေတဲ့တန်ယာရနေခဲ့တာပါမိဘတွေနဲ့တွေ့ဆုံပွဲပြီးတဲ့အခါမှာတော့အိုလီဒိုနီယောအပြင်ကိုထွက်ပြီးရေကဲမှုနေစားခဲ့ပါတယ်နောက်ပြီးတော့သူတို့ရဲ့တငယ်ချင်းဖြစ်တဲ့သူပန့်ကိုလည်းဒန်ယာဟာသူမရဲ့အခြေအကျအကြောင်းပြောခဲ့ပြီးပန့်ကတော့အားကြလို့နေပါတယ် ။ Oligon တော့အလုံးကထွက်လိုက်ရပြီဖြစ်တာကြောင့်ပဲတရေအိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေတွားယူရင်းနဲ့တရေကတော့လည်းတွေးလို့နှုတ်ဆက်ပါတယ်။နောက်ရက်မှာတော့ဒိုင်ယာဟာသူမစီမှာဆူထားတဲ့ပတ်စံတွေနဲ့ကိုပိုင်အေဂျင်စီထောင်ပြီးတော့မှ Oli ကိုလည်းသူမရဲ့ပါတနာအနေနဲ့ပါစီခြင်းတဲ့အကြောင်းပြောပြီးတော့လုပ်ငန်းကိစ္စတွေဆွေးနွေးပါတယ်။အဲနောက်မှာတော့ညစာအတူတူစားကြရင်းနဲ့ဂျီနူးစရာအချိန်လေးတွေကိုဖြစ်တဲ့နိုင်ခဲ့တယ်လို့တယောက်ကိုတယောက်ချစ်တဲ့အချစ်တွေလည်းပို့ပြီးတော့နည်းနည်းလို့လာပါတယ်။သူတို့ရဲ့အိမ်ပြန်လမ်းမှာတော့တယောက်ကိုတယောက်ဘလောက်ချစ်တဲ့အကြောင်းအပြန်အလှန်ပြောရင်းနဲ့ဒီညလေးကိုတော့နှစ်ယောက်တည်တဲ့အချိန်ကုံဆုံးလို့တဲ့အကြောင်းဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ချစ်သူနှစ်ယောက်ဂျီနူးယာကနေဒန်ယာတယောက်အတိတ်ကတစုံတရာကိုသတိရခဲ့ပြီးသူ့ရဲ့စီထဲမှာချောက်လန့်နေတဲ့အရာကိုရင်ဖွင့်ပါတော့တယ်။လွန်ခဲ့တဲ့ကိုနှစ်သူ့ရဲ့ခင်မုန်းကွယ်လွန်ခဲ့တဲ့နေ့ကအရေးဖြစ်ပျက်တွေဖြစ်ခဲ့ပြီးအဲ့ဒီတချိန်တုန်းကခင်မုန်းဖြစ်တဲ့သူဟာစိတ်ပီစည်းမှုတွေကြောင့်မူရည်စီဆွေးနွေးခဲ့ပြီးတော့တရဲ့အင်ကိုပြန်မလာခဲ့ရကခင်မုန်းရှိရာကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာသူမရဲ့ခင်မုန်းကဈေးလွန်ပြီးတော့အသက်လူနေရတယ်လို့နောက်တဲ့ဈေးသမားတယောက်ကဒန်ယာကိုအခွင့်အရေးယူပြီးတော့ဈေးဆက်သုံးရာကဈေးလွန်ပြီးတော့တည်ခဲ့ပါတယ်။ ဒီဝမ်းနေစရာကောင်းတဲ့သတင်းကိုကြားလိုက်ရတဲ့ခါမှာတော့အိုလီဟာဒန်ယန်ကိုဖက်ပြီးတော့နှစ်သိမ့်ပေးပါတယ်။နှစ်ပတ်ကြာတဲ့ခါမှာတော့သူတို့ရဲ့အေဂျင်စီကိုထူထောင်နိုင်ခဲ့ပြီးတော့အလားလာလဲကောင်းခဲ့ပါတယ်။နောက်ပြီးတဲ့တည်းမှာတော့နေရောက်သားပန်းချန်တွေမှာထိုင်နေတဲ့ချိန်အိုလီကဒိုကယ်လီဖိုးနီးယားကိုပြောင်းရမယ်ထင်တယ်လို့ပြောပါတယ်။ဒါကိုကြားတဲ့ခါမှာတော့ဒန်ယန်ကလည်းအတူတူရှိနေခြင်းတဲ့အတွက်ကယ်လီဖိုးနီးယားမှာသူတို့ရဲ့အေဂျင်စီဖွင့်နိုင်ရင်ကောင်းပါပဲလို့ဆိုပါတယ်။ဒီကမှာတော့အိုလီရဲ့လက်ထောက်ကဖုန်းဆက်လာတာကြောင့်အိုလီဖုန်းကန်လဲရပြီးကုမ္ပဏီမှာတရားရင်ဆိုင်ရမယ့်ကိစ္စရှိတဲ့အကြောင်းနဲ့ပိုင်ရှင်ဖြစ်တဲ့အိုလီကိုယ်တိုင် တရားရုံးမှာခုခံခြေပါမှပြီးမဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကြောင်းတွေကိုတရားကုံမပြောဘဲနဲ့အတူတူရှောက်လဲခဲ့ပြီးတစ်ဖက်ကတရားရုံးကတော့နောက်တစ်ဖက်ရဲချင်းမှာအိုလီရောက်မလာခင်ကုမ္ပဏီတစ်ခုလုံးကိုလက်လွတ်ရမယ့်အခြေအနေကိုရောက်နေပါပြီ။အဲ့လိုနဲ့နောက်တစ်ဖက်တရားရုံးတွေကိုရောက်လာခဲ့ပြီးအိုလီကိုမတွေ့ရသေးတာကြောင့်လက်တော့ဖြစ်တဲ့သူကစိတ်ပူနေပါတယ်။အခြေအနေငယ်ဆောင်ပြီးတဲ့နောက်မှာတရားသူကြီးတွေကအမိန့်ချကနေစစ်စစ်မှပဲအိုလီရောက်လာခဲ့ပြီးအထောက်အထားတွေတင်ပြနိုင်ခဲ့တာကြောင့်ကုမ္ပဏီဟာအနိုင်ရခဲ့ပါတယ်။ ဒီနောက်မှာတော့အိုလီတယောက်တန်ရစီကိုပြင်ရောက်တဲ့အခါမှာဘဲကိုသွားတယ်ဘာလုပ်ခဲ့တယ်ဆိုတာတွေကိုခိုင်ခိုင်လုံလုံမပြောနိုင်တဲ့အခါမှာတန်ရဝင်တာခင်ရပြီးတော့တိုက်တဲ့ဆန်ဆန်မဲအိုလီကိုသဘောကျတဲ့အမျိုးသမီးတယောက်ရဲ့ရေရဲတင်းတင်းအပြုတ်မှုကြောင့်ပဲအထင်လွဲပြီးတော့မှတန်ရထွက်ပြေးခဲ့တယ်လို့အိုလီကတော့မတားဆီးနိုင်ခဲ့ပါဘူးဖုန်းဆက်တော်လည်းမကင်တဲ့အခါမှာအိမ်ဖုန်းကိုဆက်တော်လည်းမိဘတွေကသာကင်ခဲ့ပြီးတော့တန်ရနဲ့မတွေ့ခဲ့ပါဘူးနောက်ရမှာတော့တန်ရရုံးကိုတက်လာတဲ့အခါမှာအိုလီကိုမတွေ့တဲ့အတွက်စိတ်ထဲမှာသတိရနေပြီး တကာအိုလီကိုအလုရရှိရေးကူညီခဲ့တဲ့ကားသမားကိုလည်းအိုလီယာအလုခန့်လိုက်တဲ့အပြင်ဒေါ်လာ9000မှာစုချပေးတဲ့အခါမှာတော့ဈေးသားကြောင့်တဲ့တထည့်မိသားဆိုလေအဲ့ဒီခါမှာအိုလီဟာသူတို့ထက်ကိုအစာပေါင်းများစွာချမ်းသာတဲ့သူပါလားဆိုတာသိပြီးတော့အန်အုံးလို့နေခဲ့တယ်လို့အိုလီဘော်ကိုဆက်ဆံခဲ့တာလေးလည်းပြန်တွေးမိရင်နဲ့ရှက်နေပါဗျ။အဲနောက်မှာအိုလီကတော့သူချီရတဲ့မိန်းကလေးကိုတွေးခဲ့ပြီးဖြစ်တဲ့အကြောင်းသူ့မိကိုဖုန်းဆက်ပြောလိုက်တဲ့အခါမှာသူမကလည်းချင်းမလောင်လေးကိုတွေးကျင်လိုက်တာဆိုပြီးတော့ပြောပါဗျ။ ီးတော့ဒန်ယာရဲ့အိမ်ကိုအိုလီလိုက်လာခဲ့ပြီးသူကဘီလင်နာဖြစ်တယ်ဆိုတာကလွဲပြီးတော့တရားရင်ဆိုင်ရမှုအကြောင်းကယ်လီဖိုးနီးယားအကြောင်းနဲ့ပြောလိုက်တော့ချစ်သူနေရောက်နားလည်မှုပြင်ရခဲ့ပြီးတော့ပြိဖက်နန်းရှုံနေပါတယ်။အရင်းညာလေးကလည်းချုံမြေဆုံးနဲ့ပြီးခဲ့ပါတယ်။အနောက်မှာတော့ဒန်ယာကအိုလီကိုဘယ်ကုန်မှထမသွားစေချင်တော့ပြောလိုက်တဲ့အခါမှာအိုလီကနှစ်ယောက်တူကယ်လီဖိုးနီးယားမှာကုမ္ပဏီထောင်မလားလို့ပြောပြီး ဒဏ်ရာရဲ့အလို့ကိုတိုးတက်ဖို့အတွက်အကြံဉာဏ်တွေအများကြီးပေးခဲ့တာကြောင့်ဒဏ်ရာကလည်းလက်ခံပါတယ်။နောက်ဆုံးမှာတော့သူတို့နောက်ကယ်လီဖိုးနီးယားကိုထွက်ခွာခဲ့ပြီးတော့ရောက်ရှိတဲ့အခါမှာတော့ကားဒရိုင်ဘာကကလော့နဲ့မေးဆက်ပေးတဲ့အခါမှာဒဏ်ရာတယောက်ရဲ့အခြေအနေတွေကိုနားမလည်နိုင်ဖြစ်ရပါတယ်။အဲဒါကလည်းဒဏ်ရာနဲ့တွေ့စဉ်တစ်လျှောက်လုံးမှာသူ့ရဲ့တပည့်နာမည်ကိုယူသုံးထားတာဖြစ်ပြီးဒီလိုနဲ့စာရင်တစ်ခုကိုရောက်လာတဲ့အခါမှာတော့ဒါကကိုရုနေရမယ့်နေရာဆိုပြီးအိုလီပြောတဲ့အခါမှာဒဏ်ရာကစိတ်လှုပ်ရှားနေပြီးသူ့ရဲ့ခြေသူဟာအရန်ချမ်းသာတဲ့ဘီလင်နာတယောက်ဆိုတာသိရတော့အံ့ဩနေပါတယ်။ ဒီလိုနဲ့ကျေတူနေရောက်တာယာတဲ့ရေကန်ကြီးရဲ့နေပေးမှာဂျီနူးစွာစကားပြောရင်လည်းအိုလီကလက်ထက်ခွင့်တောင်းလိုက်တဲ့အခါမှာမငင်းဆန်နိုင်ခဲ့ပါဘူးဇလန်လီရဲ့နောက်ဆုံးအခန်းလေးကတော့အိုလီနဲ့ဒန်ယာတို့ရဲ့မင်္ဂလာအခမ်းပွဲလေးကျင်းပနေတာကိုတွေ့ရမှာဖြစ်ပြီးအားလုံးရဲ့မျက်နှာမှာလည်းအပျော်ရည်နဲ့ပြည့်စုံနေတာကိုပဲတွေ့ရမှာပါသူတို့သားနဲ့သူတို့သမီးတို့မင်္ဂလာခမ်းမကနေထွက်ခွာသွားတဲ့အခါမှာတော့ဝမ်းမြောက်နေတဲ့အေဗရီဒက်များစွာကလက်ကုပ်ဒီဂုံမြူပေးနေရင်းနဲ့ဇလန်လီဟာကြည်နူးစရာကောင်းစွာနဲ့ပဲဆက်သိမ်းသွားပါတယ်ခင်ဗျာဟုတ်ကဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါခင်ဗျာ